AI ကိုအသုံးပြုပြီးတော့ဓာတ်ပုံကနေဒီလိုမျိုးစကားပြောနေတဲ့ကာတွန်းဗီဒီယိုလေးတစ်ပုဒ်ဖြစ်အောင်အလွယ်တကူဖန်တီးလို့ရနိုင်မယ့်အကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့မိတ်ဆွေကကိုယ့်ရဲ့ mobile phone ထဲမှာရှိတဲ့ဓာတ်ပုံတွေကိုဒီလိုမျိုးစကားပြောနေတဲ့ AI ဗီဒီယိုကာတွန်းဗီဒီယိုလေးတစ်ပုဒ်ဖြစ်အောင်အလွယ်တကူဖန်တီးလို့ရနိုင်မယ့်အကြောင်းကိုသိချင်တဲ့ဆိုရင်တော့ဒီနှစ်ဗီဒီယိုလေးကိုအဆုံးထိရှုပေးသိချင်ပါတယ်ခင်ဗျာ။နံပါတ်1အနေနဲ့ကျွန်တော်တို့က အရင်ဆုံးဗီဒီယိုမလုပ်ခင်ပုံစံလေးအရင်ဆုံးထုတ်มาဖြစ်တဲ့အကြောင်းမို့ကျွန်တော်ကကာတွန်းပို့တိုလေးတစ်ခုပေါ့နော်ကျွန်တော် image generator တစ်ခုကနေသွားပြီးတော့ထုတ်ออกมาမယ်ဖြစ်ပါတယ်ဒီနှစ်ပြီမှာတော့ကျွန်တော်ရဲ့ ChatGPT ကအချိန်လေးအနေငယ်ဆောင်ခိုင်းနေတာဖြစ်တဲ့အကြောင်းမို့ကျွန်တော်က Leonardo AI ကိုအသုံးပြုပြီးတော့ကာတွန်းပို့တိုလေးကိုထုတ်ပြပေးသွားဖြစ်ပါတယ် promote ကိုလည်းမိတ်ဆွေအနေနဲ့ကကျွန်တော်ရဲ့ဒီနေ့ video ရဲ့ comment အောက်မှာတယ်ဒီ promote လေးပေးထားတာဖြစ်တော့တဲ့ကြောင့်မို့ promote ကို copy ယူပြီးတော့လည်းကျွန်တော်ပုံစံအတိုင်းလေးထုတ်လို့ရပါတယ် ဒါမှမဟုတ်မိတ်ဆွေကကိုစိတ်ကြိုက်ပုံစံလေးတွေကိုလည်းချိန်ပြီးတော့ထုတ်လို့ရရဖြစ်တဲ့တကြောင်မို့ကိုစိတ်ကြိုက် AI creator 2တွေမှာထုတ်လို့ရမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော် Leonardo AI ကနေကျွန်တော် login တဲ့ပုံစံလေးကိုကျွန်တော်က generate ကိုနှိပ်ပြီးတော့ပုံလေးစပြီးတော့ထုတ်နေပါပြီအချိန်တော့ကျွန်တော်တို့ကအနည်းငယ်တော့စောင့်ပေးလိုက်ပါပြီဗျာ ကနေတော့ AI နဲ့ကျွန်တော်တို့လိုချင်တဲ့ကာတွန်းပိုတိုလေးကိုရပြီဆိုတော့ကျွန်တော်တို့ကအရင်ဆုံးပထမဆုံးတစ်ပိုင်းတော့ပြီးသွားပါပြီဒုတိယတစ်ပိုင်းအနေနဲ့ကကျွန်တော်တို့ကဗီဒီယိုလုံးဝဖြစ်တဲ့အတွက်ကြောင့်မို့ဗီဒီယိုဂျန်နရေတာတစ်ခုခုတည်းကိုကျွန်တော်တို့ကသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုလိုချင်တဲ့ကိုဗီဒီယိုလုံးချင်တဲ့ပိုတိုလေးတွေကိုကျွန်တော်တို့ကထောင်းလို့ဆွဲထားလိုက်ပါပြီးရင်တော့ဗီဒီယိုလုံးဝဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဟေးချန်ဆိုတဲ့ AI ဗီဒီယိုဂျန်နရေတာဝက်ဘ်ဆိုက်တွေကိုကျွန်တော်တို့ကသွားလိုက်ပါမယ် အေးချန် AI image generator ကိုတော့ကျွန်တော်တို့က Google Access ပေါက်ကနေအေးချန်ဆိုပြီးတော့ရိုက်ပေးလိုက်ပါပြီးရင်တော့ပထမဆုံးပေါ်လာတဲ့ AI image generator ဆိုတဲ့ website လေးထဲဝင်သွားလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့က hey chan ဆိုတဲ့ image generator website ထဲကိုရောက်သွားပါပြီအေးချန်ထဲကိုရောက်ပြီးဆိုတော့ကျွန်တော်တို့ကပိုတူကနေ video ပြောင်းမှဖြစ်တဲ့အကြောင်းမို့ကျွန်တော်ဒီနေ့ဝင်ခဲ့တဲ့ test လေးတိုင်းပဲတစ်ချက်ဝင်သွားပေးပါပြီးတော့ကျွန်တော်တို့ကအလုပ်နေရာမှာကျွန်တော်တို့စကားပြောစီခြင်းနဲ့ပို့တိုလေးကိုထည့်ပေးလိုက်ပါဗျာ ဒါဆိုရင်တော့ကျော်တို့ပို့တူထည့်တဲ့အပိုင်းတော့ပြီးသွားပါပြီ။ဒုတိယအနေနဲ့ subscribe နေရာမှာကကျော်တို့ပြောချင်တဲ့စကားတွေကိုဒီ record လုပ်ထားတဲ့ audio file လေးကိုသူ့ရဲ့ allo audio နေရာမှာ ကျော်တို့က paste အလုပ်တင်ပေးရမှာဖြစ်ပါတယ်။ဒါမှမဟုတ်မိတ်ဆွေကအအလုပ်မတင်ဘူးဆိုရင်လည်းကျော်တို့ကတခါတည်းတိုက်ရိုက်အော်ဒီယိုရီကော်ဒ်နဲ့ပြောပြီးတော့ generate video လုပ်လိုက်ပြီးဆိုတော့ ਨੇ စကားပြောတဲ့ AI video လေးတစ်ပုဒ်ကိုသူကဖန်တီးပေးနေရဖြစ်ပါတယ် ဒီနေရာမှာဆိုရင်တော့ကျွန်တော်တို့ကအချိန်ကတ်တက်နေဖြစ်တဲ့အတွက်ကြောင့်မို့အ ਨੇ ဆုံးကျွန်တော်တို့ကိုဒီသူကအဲ8စက္ကန့်နေပေါ့နော်10စက္ကန့်15စက္ကန့်အထိပေးပါတယ်အဲ့တော့1 minute video 1 minute audio တွေဆိုရင်တော့ကျွန်တော်တို့ကတပိုင်းကြီးစီပြန်ဖြတ်ပြီးတော့အသုံးပြုမှာဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေက premium ဝယ်သုံးမယ်ဆိုရင်တော့ video generator မှာကျွန်တော်တို့က minute အများများနဲ့အသုံးပြုရမှာဖြစ်ပါတယ် ဒါကတော့ AI ကိုအသုံးပြုပြီးတော့စကားပြောတဲ့ AI video လေးတစ်ပုဒ်ကိုအလွယ်တကူဖန်တီးလို့ရနိုင်မယ့်အကြောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ video လေးကိုကြည့်ပြီးတော့ photo ကနေစကားပြောနေတဲ့ video လေးတစ်ပုဒ်ဖြစ်အောင်အလွယ်တကူဖန်တီးတတ်သွားလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဤပညာနဲ့ပတ်သက်တာတွေကိုအမြဲတမ်းမျှဝေတင်ဆက်ပေးနေတဲ့ AI Global Technology ပဲဖြစ်ပါတယ်